အဘတာဆူရီဆူမိုဝတီကူတရာမင်္ဂလာပါဒီနေ့2025ခုနှစ်ဧပြီလ29ရက်တနင်္ဂနွေနေ့ Ferre FN ရဲ့တပတ်အတွင်းထူးခြားသတင်းလောက်ကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ဒီမော့ဆိုအရှိချမ်းမှာနွေစပါဧကတထောင်ချက်မနဲ့ခယူဖြစ်စည်းတာခင်ရတဲ့တဲ့ပရာသောဆွေမျိုးစုတတ်မှတ်ထားတဲ့အချိန်ထိလေးပွင့်ကျဲကွန်မြူနီထွက်မသွားရင်ဖမ်းဆီးသွားမယ်လို့ဆိုရတဲ့တဲ့မော်ချီဒေတာကိုစက်ဖိုက်တာလင်းရင်နဲ့ထမှန်ပုံကျဲတိုက်ခိုက် အရက်သား၃ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းတွေအပါအဝင်တပတ်အတွင်းထူးခြားသတင်းတွေကိုကြားရမှာပါခရနီပြည်ဒီမော့ဆိုအရှိချမ်းမှာနှွေစပါးစိုက်ပျိုးနေတဲ့တောင်သူတွေဟာစပါးဧကတထောင်ထက်မနည်းခရုဖြစ်စည်းတာကိုခံရပြီးအခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့စပါးစိုက်ပျိုးသူတွေထံကနေသိရပါဗါး2024ခုနှစ်စက်တင်ဘာလအတွင်းဒီမော့ဆိုမြို့အရှိချမ်းမှာမိုးရေကြီးမှုကြောင့် စပါဧကထောင်နေချီရင်းနှီးမြုပ်ခဲ့ပြီးဧကအနေငယ်သာရိတ်သိမ်းနိုင်ခဲ့တာကြောင့်စာဝတ်နေရေးမဖူးလုံမကိုစိုးရိမ်နေတဲ့အတွက်2025ခုနှစ်အတွင်းຫນွေစပါပြန်လည်စိုက်ပျိုးကြပြီးမဲ့ခရုကြောင့်စပါဖြစ်စီခံခဲ့ရတယ်လို့သိရပါတယ်ခရုဟာစပါကိုတော်တော်များများဖြစ်စီပြီးစားသုံးနေကြတာကြောင့်စပါးဆိုင်ပြူသူတွေဟာဆိုရင်ခရုကိုကောက်ပြီးရေမရှိတဲ့နေရာတွေမှာသွားပြစ်ထုတ်ကြတာတွေ ကုန်းအိတ်ထဲထည့်ပြီးလေယာခင်းပေါက်ပေါ်မှာထားတာမျိုးတွေလှောက်ဆောင်ရတဲ့အတွက်စပါးစိုက်တူတွေငီးသွားနေကြရတယ်လို့လည်းသိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တိကျိတ်ကျေးရွာအုပ်စုပရာတောင်းဆွေမျိုးစုဒေသအတွင်းကမြေမထီတောင်လောက်ကမှနေထိုင်နေတဲ့လေးပွင့်ကျဲကုမ္ပဏီကိုယ်စားလှယ်ဥပ္ပဆုံကိုမေလ၃ရက်နေ့နောက်ဆုံးထားထွက်သွားခိုင်းပြီးတတ်မှတ်ထားတဲ့အခြေတီထွက်မသွားပါကတွေ့ရှိတဲ့နေရာကနေပရာတောင်းဆွေမျိုးစုကဖမ်းဆီးသွားမယ်လို့ပြီးခဲ့တဲ့ဧပြီလ25ရက်နေ့မှာထုတ်ပြန်လာပါတယ် ဥပ္ပဆောင်ဟာကရင်ပြည်တပ်ပါတီ KNLP ရဲ့ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်ပြီး2010ခုနှစ်ဝန်ကျင်ကနေပြဒေါင်းဆွေမျိုးစုဒေတာမြင်းမထီတောင်မှ2023ခုနှစ်အထိလေးပွင့်ချက်ကုမ္ပဏီရဲ့လောက်ကွက်တာဝခန့်ဖြစ်တာဝန်ယူစီမံခက်ခွဲပိုက်ခွင့်အပြည့်အဝရရှိထားသူလည်းဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာလေးပွင့်ချက်ကုမ္ပဏီနဲ့တရုတ်နိုင်ငံ Master One ကုမ္ပဏီပူးပေါင်းပြီးမြင်းမထီတောင်အကြီးစားတတုဒူးဖော်မှုနဲ့ပတ်သက်ပြီးဒေတာခန့်တွေကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးမြင်းပွင့်ချက်ကုမ္ပဏီဘက်ကတစုံတရာတု ုတ်ပြန်လာတာမရှိတဲ့ပြင်လုပ်ငန်းခွင်ကိုပုံမှန်အတိုင်းလက်ပတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။လေပွင့်ကျဲကုမ္ပဏီနဲ့ Master One ကုမ္ပဏီတို့ပူးပေါင်းပြီးအကြီးစားတက်တူတူဖော်မဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီးပြီးခဲ့တဲ့2025ခုနှစ်တလပိုင်းမှာစဝင်မယ်လို့ကြားသိရကြတဲ့ကပရာတောင်းဆွေမျိုးစုနဲ့အရင်ဆုံးညှိနှိုင်းပေးဖို့လေပွင့်ကျဲကုမ္ပဏီရဲ့တာဝန်ရှိသူကိုပြောကြားခဲ့တယ်လို့သိရပြီးမြင်မထစ်တောင်မှအရင်အင်္ဂလိပ်ခေတ်ကလေးကလူထုတွေလက်လုံးလက်စားနဲ့ခဲတူခဲ့တာကြောင့် ဒေတာခံခွင့်ပြုချက်မပါဘဲ2000ခုနှစ်နောက်ပိုင်းမှာလင်းပွေကျက်ကုမ္ပဏီစတင်ဝင်ရောက်လုကైခဲ့ပြီးလူထုတွေအနေနဲ့လွတ်လွတ်လပ်လပ်လုကైခွင့်မရတော့ဘဲနေရအများစုကသူတို့လုကွဲလို့ဆိုပြီးနိုင်ထက်စီနေလုပ်နေတာလို့သိရပါတယ် ခရနီပြည်ဖာဆောင်မြို့နယ်ရှိမော်ချီဒေသကိုစစ်ကောက်စီတပ်ကချက်ဖိုက်တာနဲ့မနစ်ဧပြီလ26ရက်နေ့နေ့လယ်12နာရီဝန်းကျင်လောက်မှာထပ်မံကြေချခဲ့တာကြောင့်အရက်သားတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့တူတူဦးကဖဲတဲ့ FN ကိုပြောပါရယ်။ပုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားတအူထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးနေအိမ်တချို့ပြစ်စီခဲ့တယ်လို့လည်းသိရပါရယ်။ ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကလည်းစစ်ကောင်စီတပ်ကဂျက်ဖိုက်တာလင်းရင်နဲ့မော်ကြီးဒေတာကခေတူဖော်ရေးလုပ်ငန်းစစ်ရုံရှိရာနေရာအနီးကိုပေါင်900ဘုံတလုံးကျေချခဲ့တာကြောင့်တရုတ်အမျိုးသမီးတဦးနဲ့ရှလတာကလေးတငယ်တဦးအပါအဝင်စုစုပေါင်း5ဦးတည်ဆုံခဲ့ရပြီးစစ်ဦးထက်မနည်းတိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်ဒီမိုဆို DMO လူကယ် PDF တပ်ဖွဲ့ထံစစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်6ဦးပြီးခဲ့တဲ့ဧပြီလ16ရက်နေ့မှာလက်နက်နဲ့တကွအလင်းဝင်လာခဲ့တယ်လို့မနေ့ဧပြီလ26ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်အဆိုပါအလင်းဝင်လာသူတွေဟာ2025ခုနှစ်အတွင်းမှာပထမဆုံးအကြိမ်အလင်းဝင်သူတွေဖြစ်ကြပြီးတော့အသက်30ဝန်းကျင်သာရှိသေးတဲ့လူငယ်အများစုဖြစ်တယ်လို့အိထောက်တဲ့လူပြိုနဲ့ကလေးငယ်ရှိတဲ့ဖခင်တွေဖြစ်ကြပြီးအလင်းဝင်လာသူတွေထက်ကအူဟာ DMO လူကယ်ပီဒီအက်တည်ရင်မှာတော်လရင်ရေးဖို့အဖြစ် တာဝန်ထမ်းဆောင်ဖို့ဆန္ဒရှိနေပြီးတည်ရင်ဘက်ကအခြေအနေစောင့်ကြည့်ပြီးစုံပြတ်ချက်ချရမယ့်အနေအထားတစ်ခုဖြစ်တယ်လို့သူကပြည့်စွက်ပြောထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးကိုတရုတ်ကြားဝင်ဆစ်ဆက်ပေးမှုကြောင့်ကိုကတ်တပ် MNDAA ကဧပြီလ၄ရက်နေ့ကနေစတင်ဆုတ်ခွာခဲ့ရပြီးစစ်ကောက်စီတပ်တွေပြန်လည်ဝင်ရောက်နေကဇွန်လမှာကြောင်းပြန်ဖွေဖို့ပြင်ဆင်နေတယ်လို့လာရှုမျိုးကန်ဦးကဖရက် FN ကိုပြောပါတယ်။ မြို့အဝင်အထက်မှာလည်းအစစ်အစေးတွေပြုလုပ်နေပြီးလာရှိုတက္ကသိုလ်ထဲမှာနေထိုင်နေကြတယ်လို့သိရပါဗျ။မြို့နေပြည်သူအ ਨੇ အချင်းမြို့ကထွက်ခွာကြပြီးစစ်တပ်ပြန်ဝင်လာတဲ့အတွက်မြို့ခန့်တွေစိုးရိမ်မှုရှိနေတယ်လို့သိရပြီးတရုတ်ကိုယ်စားလှယ်တိတ်ရှိကျွန်းကလည်းလာရှိုကိုရောက်ရှိနေပြီးတရုတ်စစ်သားတွေလည်းရောက်နေတယ်လို့အဆိုပါမြို့ခန့်ကပြောပါဗျ။စစ်ကောက်စီတပ်ကဧပြီလ22ရက်နေ့ကစတင်ဝင်ရောက်လာပြီးတပ်မ33ကိုကိုခုခုစတဲ့တပ်မ3ခုဝင်ရောက်လာတာလို့သိရပါဗျ။ FRFN ရဲ့တပတ်အတွင်းထူးခြားတည်င်းလာတွေကိုကြားခဲ့ရတာပါကျမအင်းဒီပါရှင်။